ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကသတိပြုသင့်တဲ့ခေတ်သစ်ငွေကြေးထောင်ကျော်တစ်ခုအကြောင်းပြောပြခြင်းပါတယ်ကျွန်တော်ဒီနေ့ဒီချိန်မှာဒီဘန်စနစ်တွေတွင်ကျလာမှုနဲ့အတူပေါ့နော်ကျွန်တော်တို့ credit card တွေလွယ်လွယ်ကူကူသုံးဝင်ရလာတယ်ကျွန်တော်တွင်တွင်ကျကျဖြစ်လာတယ်ပေါ့နော်လူတော်တော်များများ credit card သုံးဆွဲလာကြတယ်ပေါ့ဘန်တွေကလည်းဒါသူတို့ရဲ့ဒီ credit card တွေကိုတော်တော်များများကျွန်တော်တို့သုံးနိုင်အောင်ဆိုပြီးတော့သူတို့ပုံဆောင်မှုကောင်းကောင်းနဲ့လောက်လာကြတယ်ပေါ့တချို့ဆိုဘယ်လောက်ထိလောက်လာလဲဆိုရင်ကျွန်တော်ဘဏ္ဍာနေ အဲတုံနိုင်အောင်လို့ဆိုပြီးတော့ဒီယုံနေကံမီတွေမှာသူတို့ဒါကိုယ်တိုင်ကိုကြားလိုက်ပြီးတော့ပုံဆောင်မှုပေးနေတာလေဒါတွေတောင်ရှိတယ်ပေါ့လေဆိုတော့ credit card ကကျွန်တော်တို့သုံးတတ်ရင်တော့အကျိုးရှိပြီးတော့မသုံးတတ်ရင်တော့ကျွန်တော်တို့အနေများပါတယ်အနေများတယ်ဆိုတော့ကျွန်တော်ပရမတ်ဆုံးအနေနဲ့ဒီ credit card ရဲ့ကောင်းကျိုးလေးဒါကိုကျွန်တော်တို့ဒီအကျိုးရှိရှိအသုံးလို့ရတဲ့ဟာလေးကိုကျွန်တော်နမူနာလေးတစ်ခုလောက်ပို့မြပေးခြင်းပါတယ် အမေရိကန်မှာဆူရှိဆိုင်မောင်းများစွာနဲ့အောင်မြင်နေတဲ့ဘူကလင်မောင်ဒါသူအင်တာဗျူးလေးတစ်ခုမှသူဝေမျှပြီးတော့ရှိပါတယ်။သူအမေရိကန်ကိုရောက်ခါစားဆိုလို့ရှိရင်သူမှလည်းငွေကြေးရင်းနှီးပြဿနာရှိတယ်ပေါ့နော်။သူစီးပွားရေးလုပ်ငန်းလုပ်ချင်တယ်ဒါမှငွေကြေးရင်းနှီးမလုံလောက်ဘူး။တော့လောက်တဲ့ခါကျတော့သူတချို့တဝက်ကိုသူ့ရဲ့မိတ်ဆွေပေါင်းသင်းတွေဆီကနေပြီးတော့သူချီးတယ်။အဲဒါအပြင်တချို့တဝက်ကိုတော့သူကဒီဘန်နီရနေပြီးတော့မှ credit card တွေလောက်ပြီးတော့အဲသူ့ရဲ့ငွေကြေးရင်းနှီးပြဿနာကိုသူဖြေရှင်းခဲ့တယ်ပေါ့လေ။အဲနောက်ပိုင်းမှာလည်းသူကဒီ social sign တွေတစ်ဆိုင်ပြီးတစ်ဆိုင်သူ ထထထထဖွင့်ပြီးတော့သူအခုဆိုရင်တော့ဒါတော်တော်လေးအောင်မြင်နေတဲ့အမေရိကရောက်ညီမလုပ်ငန်းရှင်တူလို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ credit card ကိုအကျိုးရှိရှိအသုံးချတဲ့ကျွန်တော်နမူနာကောင်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ရှင်းမပြောခဲ့လို့ credit card ကမသုံးတဲ့ရင်တော့ကျွန်တော်တို့အန္တရာယ်များပါတယ်အန္တရာယ်များတယ်ဆိုတော့ကျွန်တော်တို့မှဒီ credit card ဆိုတော့ဒီအကျွေးကျွန်တော်တို့လွယ်လွယ်ကူယူလို့ရတာလေပတ်စံလွယ်လွယ်ကူချီလို့ရတာလေဆိုတော့ခါမှာကျွန်တော်တို့ကဒီအသုံးဆွဲကိုလည်းကျွန်တော်တို့ကလွယ်လွယ်ကူပို့ပြီးတော့သုံးပြလာနိုင်တယ်ပေါ့ သုံးပြလာနိုင်တယ်ဆိုကျွန်တော်သူရိတနာတစ်ခုရ predicate သုံးဆတဲ့လူတယောက်ဟာသူပုံမှန်အချိန်ထက်ပေါ့နော်ပုံပြီးတော့သူ့ရဲ့အတုံးစိတ်က25ရာခိုင်နှုန်းတော့ပိုတက်လာတယ်ဆိုပြီးတော့အဲသူတို့ပြောထားတာရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ credit card လောက်လိုက်ပြီးဒါတော့သုံးဝင်ရပြီဆိုရင်ကျွန်တော်တို့ရဲ့အတုံးဆဲရလဲဒါပို့ပြီးတော့တက်လာနိုင်တယ်ပေါ့လေအဲကျွန်တော်တို့လူသဘောတဘာဝအရာလဲဟိုပတ်စံလွယ်လွယ်ကူချီးလို့ရတယ်ဆိုရင်ဒါတော့ကျွန်တော်တို့လွယ်လွယ်ကူရှောက်ပြီးတော့သုံးပြတတ်တဲ့သဘောတစ်ခုရှိပါတယ်ဆိုတော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ credit card ဆိုတာကျွန်တော်တို့က အဲသူကာလာတစ်ခုရောက်ပြီးသူသူတတ်မှတ်ထားတဲ့ကာလာတစ်ခုလွန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအတိုးပေးရတာလည်းရှိပါတယ်။ဥပမာကျွန်တော်တို့သူကအတိုးမဲ့ကာလာသူတစ်ခုပေးထားတယ်ပေါ့နော်။အဲ့ဒါလွန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အတိုးပေးရတာလည်းရှိတယ်။ပုံမှန်ကျွန်တော်တို့ဘန်တိုးတက်ကိုတော်တော်လေးများပါတယ်။ဒါညင်မတဲ့အတိုးနှုန်းတစ်ခုကိုကျွန်တော်တို့ပေးရတာလည်းရှိတယ်။နောက်တစ်ခုကကျွန်တော်တို့ကဒီကက်ကိုသုံးပြီဆိုလို့ရှိရင်ဒီကနေပတ်စံချီချီမချီချီဒါကိုသုံးသုံးမသုံးသုံးဒါသူရဲ့နှစ်ဆင့်ကြီးလို့ပါလို့ကျွန်တော်ပေးရတာလည်းရှိတယ်ပေါ့နော်။အဲ့တော့ credit card က ပြန်ချုပ်ရလို့ရှိရင်သုံးတက်လို့ရှိရင်တော့ကျွန်တော်တို့အင်ပလန်ကျိုးရှိပါတယ်။ဒီကနေပြီးတော့ကျွန်တော်တို့ပတ်စံချီပြီးတော့ကိုယ်အတွက်ဒီအရေးပေါ်သုံးငွေတွေဘာတွေတော့ကိုကျွန်တော်တို့ဖြည့်ရှင်းလို့ရတယ်။တစ်ဖက်မှာလည်းပဲကျွန်တော်တို့ကပတ်စံလွယ်လွယ်ကူချီလို့ရတဲ့အတွက်ကျွန်တော်တို့ကဒီအသုံးဆွဲမှာပို့ပြီးတော့မှဒီဈေးစကားတွေတက်လာတာတွေနောက်တစ်ခုကဟိုကျွန်တော်တို့ပြန်ဆက်ရမယ့်အချိန်မှာမဆက်လို့ အတိုးပေးရတာလေပေါ့နော်ဒါတွေကျွန်တော်တို့ဒီပြဿနာတွေရှိလာနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ credit card ကိုကိုယ်ကသုံးဆွဲတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ဘယ်လိုအကျိုးရှိရှိသုံးမလဲတကယ်လို့မှကျွန်တော်တို့တစ်ဖက်မှာလည်းပဲကိုယ့်အတွက်ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုကျွန်တော်တို့ဘယ်လိုမျိုးစီမံခံဖို့မလဲပေါ့ဒါကိုကျွန်တော်တို့အသေးချာလေး manage လုပ်နိုင်ဖို့ကြိုးပမ်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်